အဲ့ဒီယောဂီပုဂ္ဂိုလ်ရှိရမယ်အရေးချင်းဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့သူလည်းယောဂီငါလည်းယောဂီမိသားစုသွားပြီးတော့ဆယ်စခန်းဝင်တယ်ခေါင်းတည်းစခန်းဝင်တယ်စသည်ဖြင့်တရားဓမ္မကိုမကန်တဲ့ရွယ်ချက်တွေနဲ့အထောက်လေးရှိကြတယ်အဲ့ဒါကအထောက်တဲ့အထောက်ထိုက်တာဘာဖြစ်လို့လဲဆိုတော့ ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လားဒီနည်းစနစ်တရားရှိတာကိုပြောက်ွယ်သွားနိုင်တယ်မကြမ်းလည်းပြောက်ွယ်သွားမှာဒီနည်းစနစ်တွေကဘာမာဒီနည်းစနစ်တွေဟာဒီကဘာအနှံ့ထွန်းကားနေတယ်လို့ညမအောင်မေ့နေတယ်တန်ပေါင်း6000တော့ကျော်သောလူသားတွေထဲမှာဒီနည်းစနစ်အတိုင်းလုပ်နေတဲ့ပုဂ္ဂိုလ်အလွန်နေတယ်တခြားနည်းစနစ်တွေကိုသာလုပ်နေကြတာအဲ့ဒါကြောင့်မို့လို့ ဘုရားရဲ့နိလန်အတိုင်းသဗ္ဗထချင်းစဉ်ဝိပဿနာချင်းစဉ်ဆိုရဲချောအထုံမှုနှမျိုးရှိတဲ့ယောဂီပုဂ္ဂိုလ်တွေဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတာမန်အလောက်မဟုတ်ဘူးတာမန်အလောက်မဟုတ်လို့ရှိရင်အကြီးချင်းနဲ့ပြီးွားဖို့လိုအပ်သေးတယ်ဒါကအကြီးချင်းပြီးွားတယ်ဆိုတာဒီအကြီးချင်းနဲ့ရှိမှတရားအထုတ်ရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူး ဒီချင်းရှိမှအောင်မြင်မယ်လို့ပြောတယ်နော်ဘယ်လိုလဲအထုအထုအထုတဲ့နဲ့သို့တော့ဒီချင်းတွေမရှိရင်မအောင်နိုင်ဘူးပေါ့အောင်မြင်မှုမအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုပြောတယ်အဲ့တော့လောကလူတိုင်းဟာအောင်မြင်မှုရနိုင်သလားလို့ဆိုရနိုင်ဘူးဒီချင်းရှိရသို့တော့ဒီချင်းမရှိရင်တို့မလုံတော့ဘူးဆိုရင် ဘယ်တော့မှအရင်ချင်းအရှိလာမှာမဟုတ်ဘူးဒီဘဝမရှိရင်နောက်ဘဝလည်းရှိလာမှာမဟုတ်ဘူးဒီဘဝနည်းနည်းရှိရင်နောက်ဘဝဒီတယ်များများရှိလာနောက်ဘဝဆက်လို့လိုက်ရင်ထီးတယ်များလာငွေကြေးဥစ္စာလိုပဲဟာလာငွေကြေးဥစ္စာဆိုတာတထောင်နှစ်ထောင်ကိုမစွန့်နိုင်ဘူးမစုမစုဆောင်နိုင်ဘူးဆိုရင်တထောင်နှစ်ထောင်ကိုမဖြစ်နိုင်ဘူး တသောင်းနှစ်သောင်းကိုမစုဆောင်နိုင်ဘူးဆိုရင်တသိန်းနှစ်သိန်းမစုနိုင်ဟုတ်ကဲ့အဲ့တော့မရှိလို့မလို့ရင်မရရုံပဲရှိဘူးပေါ့အခုလို့သာသနာတော်နဲ့ကြုံတွေ့ပြီးတော့အသိဉာဏ်ရှိတယ်ကွာကိုကိုကိုပြင်ဆင်ရကိုကိုကိုစူးစမ်းအထောက်ကြမပြည့်စုံသေးရင်ပြည့်စုံအောင်လုပ်ရမယ်လိုအပ်နေတဲ့လူခွက်တွေကိုဖြည့်ထားအဲ့ဒါလို့မဖြည့်ပဲနေမယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ကဘယ်တော့မှပြည့်လာမှာမဟုတ်ဘူးပြည့်လာလိမ့်မယ်လို့မအောင်မိနဲ့ဘယ်တော့မှမပြည့်ဘူးဖြစ်မှပြည့်တယ်တရားဆိုတာလည်းအထောက်မှရတယ်အေးဒီဘဝမှာယောဂအလုံးကျိုးစားအထောက်ခဲ့လို့ရှိရင်မအောင်မြင်စေဦးတော့လောက်ဖူးသွားပြီဆိုတဲ့အတွေ့အကြုံတစ်ခုရပါအဲ့ဒီကနေဆက်လက်ကျိုးစားအထောက်တဲ့အခါကျချစ်တလန်းနီးတလန်းနီးလာတယ်လို့ပဲ လောက်တဲ့အလုပ်တွေကပြောင်းသွားတာမဟုတ်ဘူးရှင်းတိုးတက်ပြီးတော့ဖြစ်လာမှာဒါကြောင့်မို့လို့ချုပ်ပန်းအထောက်ဘူးဆိုတာလောကမဲ့